မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာတာတေရဲ့တဆေတွေလာတဲ့ညဆိုတော့စိတ်ဝင်စားဖွယ်ရာပရာလောကဇလံကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါရခင်ဗျာ နားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇလံလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လောက်ရသေးသူများလောက်ချပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ ဘသူကစားခဲ့တဲ့အစင်လာလဲတော့တာတေမသိဘူးဗျ။တာတေတို့နေတဲ့ထဏောင်းကုန်းသားကမီးလောင်ကုန်းမှာဖျားပွဲပြီးလို့တပတ်ဆိုရင်ဒီပွဲကစတာဗျ။အကျိုးလို့ပွဲတယ်ဗျ။မီးလောင်ကုန်းတင်းချိုင်းတောင်ဘက်ကဘိုးယုံထောင်ရဲ့ယာတော်တဲ့မဲမန်းတက်ထိုးပြီးလှုပ်တာဗျ။စီစဉ်တာကတော့မီးလောင်ကုန်းကကာလာသားတွေလူကြီးတွေပေါ့ဗျ။ရွာကတော့သူတို့ရွာကလှုပ်တဲ့ပွဲမှာဝိုင်းဝန်းပြီးချက်ကြပြုတ်ကြရတာပေါ့ဒီပွဲကိုရောက်လာမဲ့တရေတွေတစေတွေစားဖို့လေဗျာ အပဲရဲအာလူရဲအမဲသားကြက်သားအကုန်ပေါင်းပြီးအိုးကြီးနဲ့ချက်ရတာပြို့အကျိုးလို့ပွဲမဆခင်၃ရက်လောက်ကလေးကအနီးနားကရွာတင်းကျိုင်းတွေမှာရိုးဟစ်ထားရတာဗျဒီတင်းကျိုင်းမြေအတွင်းမှီတင်းနေထိုင်ကြတဲ့တရေတစီအပေါင်းတို့နောက်၃ရက်ကြာရင်မီးလောင်ကုန်းရွာအကျိုးလို့ပွဲကျင်းပတော့မယ်ပြို့ဒီပွဲမှာဇေယတော်ကြီးတွေဟောကြားတဲ့တရားပေစာနာကြရင်ထမင်းဟင်းကောင်းစားဖို့ကြွားကြပါလို့ဖိတ်မှတ်တကားပြုပါတယ်ဗျာ မမေးမလျော့နဲ့နရိုင်သွင်းချိန်အရောက်ကြွားခဲ့ကြပါတဆေတရေအပေါင်းတို့တဆေတွေတရေတွေကြောင်းအတန်ပြဲကြီးနဲ့ပြောဟေထားကအာပြဲလို့ခေါ်တဲ့အောင်ဘကြီးလေဗျာဒီကောင်အာပြဲကဥဆောင်ပြီးကာလာသား၄၅ရောက်လိုက်ပြီးပြောဟေရတာဒီကောင်တွေလည်းတိတ်တော်မသက်သာဘူးဗျအနောင်ကုန်းဗန်ပွေးကုန်းမီးလောင်ကုန်းငွေရင်းကုန်းစက်သမြောင်ညံတော်အိုးမနှဲပါဘူးဗျာအနီးနားကရွာသိန်းကြီးတွေအကုန်သွားပြီးတော့ပြောဟေရတာဗျာ ရုတ်ထုတ်ရွာစုတင်းချိုင်းကတရေတွေဆိုရင်အာပြဲရဲ့အတန်ပြဲပြဲကြီးကိုမှိုက်မိနေမှသေးကြတဲ့ဗျမန်းတက်ထိုးတဲ့လူကထိုးတန်ခါစင်ဆောက်တဲ့လူကဆောက်တဆေတရေတွေကျွေးဖို့အစားအသောက်ချက်ဖို့ပြုတ်ဖို့စီစဉ်တဲ့လူကစီစဉ်ဖို့ဗျဒီအကျိုးလို့ပွဲကိုဘယ်သူကစားခဲ့တယ်ဆိုတာတော့မသိဘူးဗျကျုပ်တို့မမွေးခင်ကတည်းကရှိခဲ့တာလေဗျဒီပွဲမှာတရေတဆေတွေတကယ်ပဲလာကြသလားဘလောက်မြန်မြန်လာကြပြီးဘလောက်ကျွတ်လို့သွားတယ်ဆိုတာကိုဘယ်သူမှအတက်မသိကြပါပဲ။ အကျိုးလို့ပွဲကိုတော့တနည်းမပြတ်ကိုလောက်ခဲ့ကြတာပြို့ရိုးဟစ်တဲ့အဖွဲမှာအာပြဲကခေါင်းဆောင်ဖြစ်တယ်လို့တရေကျွေးတဲ့နေရာမှာတော့ကြောင်းရှည်ဆိုတဲ့ကောင်ကခေါင်းဆောင်ပြမြေကွက်လက်မှာငပြောဘတ်တွေအသေးချာခင်းပြီးဖမင်းပုံဟင်းပုံပြီးအကြာနာကိုကျွေးတာပြကြောင်းရှည်ဆိုတဲ့ကောင်ကလူကအရက်ရှိချေဂလန်ဂလားကြီးနဲ့ပြဖမင်းတောင်းကြီးကစောင်းတင်ပြီးတွေးနေလိုက်တာများတကယ်အလူအင်ကြီးကြနေတာပြကျုံလည်းပြောတာပြောတာပါဗျာမီလောင်ကောင်ကအကျွတ်လုတ်ပွဲကိုမရောက်တာကြားပါပြီး ိုတုံးကသာတစ်ခေါက်နှစ်ခေါက်ရောက်တာဒီနောက်ပိုင်းတော့မသွားဖြစ်ဘူးဗျကျောက်တို့ရွာကရွှေတောင်ဦးဖျားဘွဲကပြီးုံရှိသေးတော့လူတွေလည်းပန်းနေကြတာမို့လားဗျာအဒီအချိန်မှဘဲမကိုသွားကျင်ကြတာမဟုတ်ဘူးဗျာကိုဥတာတွေဒီနေ့မီးလောင်ကောင်ကအကျိုးလုပ်ပွဲကိုသွားကြည့်ရအောင်ဗျာကြောက်ခဲဗျာဒီကောင်ကကြောက်ငငယ်ကအတိုင်းပါဗျာဟိုဆက်ဆက်ဒီဆက်ဆက်နဲ့ကြောက်ခဲမရောက်တဲ့နေရာကိုမရှိပါဘူးဗျာကျောက်ကအင်တီတင်လုံနေတာဗျာရွှေတောင်ဦးဖျားဘွဲမပြီးခင်၃ရက်လောက်အလိုကလေးက ကြောက်ခဲကတဖွားဖွားပြောနေတာတံမင်းကလည်းကြောက်ခဲပူစာတာကိုသူ့ဘသဘောတူတဲ့ပုံပဲဗျဒီကောင်တွေပူစာတော့မှာပဲကျုံလဲတွေးမိတာဗျို့အဲ့ဒီအကျို့လို့ပွဲကိုကျုံမြက်ကွင်းစေကွင်းပြီးတခါမှမတော်ခဲ့ဘူးဗျကျုပ်ဆိုတဲ့ကောင်ကလည်းကြောက်ခဲတို့ဆက်စုတယ်ဆိုတာကျုပ်အိတ်နေတလောက်ပဲရှိတာလေးဗျဒီတခါတော့ကြုံပြီပေါ့ဗျဟိုကောင်ကြောက်ခဲပူစာတာဟာကျုပ်စိတ်ကိုစွပေးတယ်လို့ဖြစ်သွားတာဗျို့အေးသွားကြမယ်လေကွာ ကျုပ်ကတက်တက်ကြွကြွပြောလိုက်တော့ဒီကောင်းတော့ကောင်းပြောသွားသဖြင့်ရွှေတောင်ဦးဖျားပွဲပြီးလို့နှစ်ရက်အကြာမှာကျုပ်လဲဝိုင်းထဲကမကြီးပင်ကြီးအောက်ကတစ်တာခွတ်ပစ်ပေါ်မှာခြေပြစ်လက်ပစ်ကိုအိပ်ပျော်သွားရောပြို့တာတေးရေတာတေးဝိုင်းဝါကကျုံနမီခေါ်တန်ကြားလို့သာလန့်တို့သွားတာပြို့တော့မဟုတ်ရင်ဘယ်လောက်များအိပ်ပျော်နေမလဲမသိဘူးအဘာနဲ့အမေကလည်းဖျားပွဲမှာကျုပ်ပင်မှန်းထားမှန်းသိလို့မနှိုးကြဘူးဗျကျုံနိုးတော့ညနေတောင်စောင်းနေပြီလေဗျကျုပ်ကောင်းထောင်ပြီးဝိုင်းဝါကိုလှမ်းကြည့်တယ် ဟမ်မီးလောင်ကောင်ကပြောင်းရှင်နဲ့ဆမ်းမြပါလားအဲ့ကောင်တွေလာလေကွာဝိုင်းဝမယ်မတ်တက်ကြီးရက်လို့အေးလာဖို့ပဲမင်းအိတ်နေတာမြင်လို့ရက်နေတာကွပြောပြောဆိုဆိုဒီကောင်တွေကြောက်စီကိုတန်းလျှောက်လာကြတာဗျပြောင်းရှင်ရောဆမ်းမြရောကျုံနဲ့ရွယ်တူတွေလေဗျာလာထိုင်ကြကွာငါလည်းဖျားပွဲပြီးမှပန်းပြီးအိတ်ပျော်သွားတာဟေ့ခမင်းစားပြီးကလေးကအိတ်လိုက်တာအခုမှနိုးရတာကြည့်ပေတော့ကွာဒါတောင်ပြောင်းရှိခေါ်တန်းကြားလိုက်လို့ဟေ့ တော့မဟုတ်ရင်ညအထီတောင်စက်အိတ်နေမလားပဲကွာကျောက်ကပြောပြောဆဆုံနဲ့ဒကာဆေးဘောလိုက်ကလေးတွေတယောက်တလိတဲလိုက်တယ်ဗျပြီးတော့ကျောက်ရဲ့လက်သုံးတော်ဓနုပြူမိခတ်ကြီးကိုတန်းပေးလိုက်တယ်ဒီကောင်းနှကောင်းမိခတ်ပြီးဆေးဘောလိုက်တွေညှိကြတာပေါ့ဗျာကျုံလဲမအိတ်ခင်ချထားတဲ့ဆေးဘောလိုက်တူကလေးကိုညှိပြီးဖွာလိုက်ရောပြုကျောင်းရှိမင်းတို့နှစ်ယောက်ဘဲကလာတာတော့အဘိုးယုံထောင်လို့နဲ့လာတာကွာတို့ရွာအကျွတ်လို့ပွဲကဓာပြေကျော်6ရက်လေးကွာ အရာဘိုးယုံထောင်တို့ဖုန်းကြီးလာပင်းတာကွငါနဲ့ဆံမြကဘိုးယုံထောင်တို့ကိုလှဲမောင်းပြီးလိုက်ပို့ကြတာတာတေရဖုန်းကြီးเจ้าမှာလှဲထားခဲ့ပြီးမင်းစီကိုလာခဲ့တာဩဒီကိစ္စလားငါတောင်ဒီနှစ်မင်းတို့ရွာကအကျိုးလို့ပွဲကိုလာမလားလို့ကွဆံမြရအေးငါတို့အခုလာတာကလည်းဒီကိစ္စပဲတာတေရဒီနှစ်တို့ရွာကအကျိုးလို့ပွဲအတွက်အစည်းအဝေးလုပ်တော့ဘိုးယုံထောင်တို့လူကြီးပိုင်းကပြောတယ်ကွအကျိုးလို့ပွဲအစင်လာကိုငါတို့လူငယ်တွေဆက်ပြီးထိမ့်သိမ့်ထားကြဖို့ပေါ့ကွာ ။အဲအဲ့ဒီလိုလူငယ်တွေအနေနဲ့ဒီပွဲကိုဆက်ပြီးလှုပ်ကြတဲ့အခါမှာဖနောင်းကုန်းကတာတေးကိုပါထဲ့ပြီးအဖွဲဖွဲဖို့ဒီကိစ္စဆောင်ရွက်တိုင်းတာတေးကိုဖိတ်ခေါ်ကြဖို့မှားတယ်ကွ။ဒါကြောင့်ငါနဲ့ဆံမြမင်းကိုလာဖို့ဖိတ်တာ။အဲ့ဒီနေ့မှာမင်းဆက်ဆက်ကြွားခဲ့ပေါ့ကွာ။အာပြောင်းချေရမင်းကလည်းဘဲနဲ့ကြွပါလားတော့ကွ။တတိမင်းလာဖြစ်အောင်လာခဲ့လို့ပြောစမ်းပါကွာအာမဟုတ်ဘူးလေကွာလူကြီးတွေကမင်းကိုဖိတ်ခိုင်းတာကွာဒါကြောင့်ဖိတ်ရတာလေကွာ အေးပါကွာပြောင်းရှိငါလာခဲ့မယ်စိတ်ချ။ကြောက်ခဲနဲ့တမဏိလည်းသွားခြင်းလို့ပြောနေတာ။ကြောက်ခဲဆိုတာဘသူတော်အကိုကြီးမောင်ညိုရဲ့သားလေကွာ။ကိုကောင်တမဏိကကိုကြီးအောင်ငင်းရဲ့သားကွာ။အော်ကိုမောင်ညိုတို့ကိုအောင်ငင်းတို့သားတွေကို။ဟာဒီကောင်နှစ်ကောင်ငါ့ကိုလှုပ်ခင်တာကွာပြောင်းချေရ။အားလေကိုရတယ်ဟိ။ဒီကောင်တွေပါခေါ်လာခဲ့ကွာ။ဘုန်းကြီးတွေကိုနှေးဆွန်းကတ်မှာကွာ။မင်းတို့အဲ့တော့ဘုန်းကြီးပွဲကြငါတိတ်ထားမယ်။ဆံများကပြောတာဗျ။ ဆံများကလူအေးလူရိုးဗျစကားလေအနေသာအာမလောက်ပါနဲ့ဆံများရာတာဝင်ပိုးပါတယ်ကွာငါတို့ထမင်းစားပြီးမှလာကြမှာပါညနေစားတော့အဆင်ပြေတယ်လို့ပေါ့ကွာမီးလောင်ကုန်တရွာလုံးတာတိစားရင်တွေကြီးပါကွာအာဒါတော့ဟုတ်ပါတယ်ကွာဒါပေမဲ့ငါတို့ကမင်းကိုအဲ့ဝိပြုတ်ကျင်လို့ပါကွာနေပါအောင်ကွာပြောင်းချေရဟိုကောင်အာပြဲမပါလာဘူးလားကျောက်ကအာပြဲကိုတရီးရပြီးမေးလိုက်တာဗျ ။အာဒီရက်တွေဆိုအာပြဲမှာအားတော့ဦးလေးကွာ။တင်ချိုင်းကုန်းတွေလှည့်ပြီးပြိုးဟစ်နေရပြီကွာ။ဒီနီးတဝိုက်ကတရေတွေကလည်းအာပြဲအတန်ကိုမှတ်မိနေလောက်ပါပြီကွာ။ဒီကောင်နှကောင်ဆက်လိုက်ကလေးဖွာရင်ကျုံးတဲ့စကားကောင်းနေကြတာပြို့။တော်တော်ကြာမှ။ကဲတာတွေရေစကားကတော့ပြောလို့ကောင်းတယ်ဟဲ့။ငါတို့သွားမှာဖြစ်မယ်။ဘိုးယုံထောင်တို့ကမျောနေရရင်မကောင်းဘူးဟဲ့။ကျောင်းရှိကကျုပ်ကိုနှုတ်ဆက်ပြီးပြန်သွားကြရောပြို့။ဘုံကျောင်းမှာဖုံးပြင်းနေတဲ့ဘိုးယုံထောင်တို့ကိုဝင်းခေါ်ပြီး မီးလောင်ကုန်းကိုလှဲပြန်မောင်းရမှာလေဗျာ။ဓာပြည့်ကျော်6ရက်ရောက်တော့ကျောက်ရဲ့ကောင်းလေးနှစ်ကောင်ရဲ့ခမင်းစားပြီးမှရွာကထွက်ခဲ့ကြတယ်။ကျောက်ကယူနေကြမြက်ကွင်းဆေးကိုအိတ်ရှုံလေးနဲ့လဲပင်းမှာဆွဲလို့ပေါ့ဗျာ။ဒါပေမဲ့အင်းကြီးထဲမှာထည့်ထားတာဆိုတော့လူတွေမမြင်ဘူးဗျ။မီးလောင်ကုန်းရောက်တော့အကျိုးလို့ပွဲလို့ဖို့ပြင်ထားတဲ့ဘိုးယုံထောင်ရဲ့ရာခင်းကိုကျုပ်တို့တန်းသွားကြတာဗျ။မန်းထက်ကြီးမှဗျာ။ခီးနေအောင်ထိုးထားတာပြု။မီးလောင်ကုန်းအကျိုးလို့ပွဲဆိုတာတကယ်ကိုကြီးကျယ်ပေးတာပဲလို့ ကျုပ်စိတ်ထဲကတွေးလိုက်မိတယ်။တန်ဃာစင်ကလည်းကြာကြာနန္ဒာကိုစောက်ထားတာဗျ။စေတနာပပနဲ့ကိုလှုပ်ထားကြတာပါဗျာ။ဟာတာတေတို့လာကြပြီလားဟိ။ဘိုးယုံထောင်းဗျ။မန်တက်ထဲမှာထိုင်းနေတဲ့လူကြီးဝိုင်းကနေလှန့်အောင်ပြောတာဗျို့။ဟာတာတေရောက်ပြီလား။မင်းတို့ကို ထမင်းကျွေးဖို့ငါမျောနေတာကွာ။ဆံမြာကြီးကတန်ဃာစင်နောက်ကထွက်လာပြီးကျုပ်ကိုဝမ်းသာအားရကြိုးစိုးတယ်ဗျ။ဟာငါတို့စားပြီးမှလာတာကွာဆံမြာရ။ ်ဒါနဲ့အာပြဲတို့ပြောင်းရှေတို့ရောရှိတယ်ရှိတယ်မပြောဘဲခုတ်တာနဲနေလို့သွားပြီးခုတ်နေကြတယ်ကွာလာမလာမမကြောက်ဘူးကဲမင်းတို့ရွာထဲဝင်ကြအောင်လေကွာတို့တို့လည်းဆံမြခေါ်တဲ့နောက်လိုက်ခဲရတာပေါ့ဗျာရွာထဲရောက်တော့ဟိုလူကနှုတ်ဆက်ဒီလူကနှုတ်ဆက်နဲ့ပျော်စရာတော့ကောင်းတာဗျာအာဒါတွေတို့ရောက်လာပြီလားကွာဒါဟိဆံမြတို့အိမ်မှာငါတို့ကာလာသားတွေဝိုင်းဖွဲ့နေလေရဲ့မင်းကိုမျောနေကြတာကွာကိုဆံဘောဆိုတဲ့လူဗျကိုဆံဘောကြီးကကြောက်ကိုလှုပ်ခင်တာဗျို့ တွေ့တာနဲ့ဝမ်းသာအားရခေါ်တော့တာဗျမီးလောင်ကုံသားတွေကလှုပ်ခင်ဖို့ကောင်းတာပါဗျာကျုပ်တို့ဆံများတို့အိမ်ရောက်တော့ဝိုင်းထဲမှာသပွဲသုံးလုံးဆက်ပြီးခုံတန်းတွေချလို့ဗျလက်ဖက်ပွဲတွေမှာစီကိုဣနေတာဗျာကျုပ်အကြိုက်ငကားဆေးဘောလိတ်တွေလည်းအစည်းလိုက်ချလို့ဗျာရွာတွေကကာလာသားတွေလူဆူးတဲ့နေရာထင်းနေဗျဒီကမှအကျိုးလို့ပွဲကိုသွားကြမယ်ပုံပဲဒါဟေးဒါဒီထိုင်ကွာကျပူးလို့ခေါ်တဲ့မောင်စိန်ကခရီးဦးကျို့ပြုတ်တဲ့ဗျ ညိုထွန်းတင်မောင်ပန်းဆောင်ခွေးညိုတင်ညွန့်အာလုံးကျုံးတဲ့လူခင်တွေကြီးပဲဗျကျုပ်ကကြောက်ခဲနဲ့တံမဏိကိုထိုင်ခိုင်းတယ်ပြီးမှခွေးညိုပေးမှကျုပ်ဝင်ထိုင်လိုက်တယ်ဒါတွေတို့များပျောက်ချက်တာကောင်းပေါ့ကွာငါတို့မီးလောင်ကုန်ဘက်ကိုခြေဦးတော်မလှဲ့တာကြာပေါ့ပန်းဆောင်ကကျုပ်ကိုစကနာလေးထိုးလို့ပေါ့ဗျာဘာရမဟုတ်ပါဘူးပန်းဆောင်ရအဲ့အလုံးနဲ့ရရေးရွာရေးနဲ့ကိုတနေကုန်ကုန်သွားတာဟေ့လူသာမရောက်ရှိတာပါကွာစိတ်ကတော့မင်းတို့စီရောက်ပြီးသားပါကွာ ာတီတို့ကတော့တွေးပြီဆိုရင်လွမ်းရော်ဗျာဂျဘူးကလည်းစကားလေးနဲ့ဝင်ဖို့ပေးလိုက်သေးဗျတကယ်ပါကွာဂျဘူးရတာတီဆိုတဲ့ကောင်ကစကားနဲ့လွမ်းတတ်တဲ့ကောင်မဟုတ်မှန်းမင်းသိပါတယ်တငယ်ချင်းတွေမတွေ့တာကြာတော့လေတယောက်ကိုတယောက်စားကြတာပေါ့ဗျာရော့တာတီအမောပြေဒါလေးဖွာလိုက်အောင်ဘေးအကြိုက်ငကားကွာခွေးညိုကကြေးမေးကြီးကြီးခတ်ပြီးငကားဆေးပေါ်လိုက်ကလေးတစ်လိုက်ကိုမင်းညှိတယ်ပြီးတော့ကြုတ်ကိုကမ်းပေးတယ်ဗျာ ယုံလဲငကားဆေးဘောလေးကိုနှစ်ဘွာသုံးဘွာဆက်ဖွာလိုက်တယ်။အကျိုးလွတ်ပွဲကဘယ်အချိန်ဆမှာတော့ဂျဘူးရဲ့။ထုံးစံအတိုင်းပေါ်တာတေရာနေရင်သွင်းချိန်ပေါ်ကွာ။ဟာနေပါအောင်ကွာ။ရိုးဟစ်တဲ့အားပြဲကြီးမမြင်ပါလား။အားပြဲလား။ရှိတယ်ကွာ။ခမင်းဟင်းတွေချက်တဲ့နေရာမှာကွာ။ကူပြီးတော့ချက်ပေနေတယ်။အစစောကတော့ရွာထဲပြန်ဝင်လာသေးတယ်။ဂျဘူးကကြုံမေးတာကိုဖြေတယ်။မင်းကိုယ်တော်အားပြဲကမေးနေသေးတာ။တာတေလာမယ်ဆိုမရောက်သေးဘူးလားတဲ့။ တင်ညုံးကဝင်ပြောတာဗျကျုပ်လည်းလက်ဖက်စားလိုက်စိတ်သားချောက်ဝါလိုက်ရင်းနှွေးချမ်းလေးတောက်လိုက်ဆက်လိုက်လေးဖွာလိုက်နေပေါ့ဗျာစကားဝိုင်းကလည်းမြိုင်သားဗျကိုအကြောင်းပြောဒီအကြောင်းပြောနဲ့ဆံများတို့ဝိုင်းထဲမှာစီလို့ဗျလက်ဖက်ပွဲနဲ့အကြံအိုးကလည်းမပြတ်ပါဘူးဗျာကျုပ်အကောင်တွေကြောက်ခဲတို့တန်မဏိတို့တောင်ပျော်လို့ဗျငငယ်ကအကြောင်းတွေပြောကြရဲကြပေါ့ဗျာတချို့ကလည်းကျုပ်ဆရာကြီးတွေအကြောင်းမေးကြတဲ့ဗျဆရာကြီးဦးမင်းအောင်တို့ဆရာကြီးနုံဖားတို့ပေါ့ဗျာ ကျုပ်ကလည်းကျုပ်လျှောက်လိုက်ခဲ့ဘူးတဲ့ကျုပ်ဆရာကြီးတွေရဲ့တီလာသမားကြီးရှိကြပုံတွေကိုပြောပြရတာပေါ့ဗျာကျုပ်ပြောပြတဲ့အထဲမှာဒီကောင်တွေစိတ်ဝင်စားဆုံးကတော့တန်တော်ကိုဝေမအကြောင်းပဲဗျအကြောင်းမိချောင်းကြီးအသက်ဝင်လာတာလေဗျာငွေတနှုတ်ကြီးနဲ့ကျုပ်ကန်နဲ့ဆင်ပြီးမိချောင်းကြီးနဲ့တိုက်ခဲ့ရတာလေဗျာစကားကောင်းနေလိုက်ကြတာနေညိုသွားတာတော့တတိမထားမိကြဘူးဗျဝိုင်းထဲကိုမီးလောင်ကောင်းကကာလာသားတွေတဖွဲ့ဖွဲ့ရောက်လာလိုက်ကြတာဆံများတို့ဝိုင်းအောင်ပြေးကနီးရောပြို့ ဟာတတိမင်းဘယ်ချိန်တည်းကရောက်နေတာတုံးကွာအာပြဲကြီးပြတရေတွေပြိုးလိုက်ဟစ်တဲ့ကောင်းလေငါနေလေကလေးကရောက်နေတာကွာ အာပြဲရစိတ်မရှိပါနဲ့တာတေရငါအလုံးများနေလို့မင်းကိုအဲ့မခံနိုင်တာပါတငယ်ချင်းရအာငါတိတယ်လေအာပြဲရဒီမှာလိုလေသေးကိုမရှိပါဘူးကွာကျောက်ကအာပြဲကိုအဲဝေကြီးကြောင်ပြောရတာပေါ့ဗျာကဲဒါဆိုရင်တို့ရွာပြင်ထွက်ကြစို့ကွာကဲအားလုံးပဲကိုကို ပေးထားတဲ့တာဝန်တွေအတိုင်းလုပ်ကြရမယ်နော် ်အဓိကကတော့မင်းတို့ကိုငားမာထားတဲ့အတိုင်းပဲသတိရှိရှိလုပ်ကြမယ်ပြီးတော့ရေးကြီးဆုံးကဗဇက်ပါပဲမင်းတို့ဗဇက်ကပေါက်တော့ကြရတွေမပြောကြနဲ့နောက်တစ်ခုကတယောက်နဲ့တယောက်နမ်းမီမခေါ်မိစေနဲ့ကိုယူထားတဲ့တာဝန်ကိုကိုဖသာလုပ်ကြပြီတော့ကဲသွားကြစို့ကျောက်ကလှင်ပြီးသားပါဗျာဆဆော့ကတည်းခွေးညိုကိုလက်ကုပ်ပြီးဝိုင်းပြင်ထွက်ခဲ့တယ်ခွေးညိုတို့အိမ်ကိုသွားပြီးမျက်ကွင်းစေးတွေးကွင်းလိုက်တယ်ဒီကိစ္စကအတတ်နိုင်ဆုံးလှုပ်ဝက်ရတာဗျမီးလောင်ကောင်းကကာလာသားတွေကို အာပြဲကြီးဥဆောင်ပြီးရွာပြင်ထွက်ခဲ့ကြရောပြို့ကျုပ်တို့လည်းရောပြီးလိုက်ခဲ့ကြတယ်ရွာပြင်ရောက်တော့အနီးအနားရွာတွေကကြောင်းနိုင်စရာတော့ကြီးဆက်တပါးကတန်ခါစင်ပေါ်မှာကြွနေပြီဗျဒီအာနာမန်းတပ်ထဲမှာဝကြောဖြာချမ်းတွေအပြည့်ခင်းထားတယ်လူဆိုရင်တော့200လောက်ထိုင်ပြီးတရားနာနိုင်တာပေါ့ဗျာတရားနာတဲ့မန်းတပ်နဲ့ခဝဝေးမှာခမင်းကျွေးဖို့ပြင်ထားတာဗျတိုင်တွေဆိုက်ပြီးအောက်လင်းဓမီတွေထွန်းဖို့အစင်သင့်ပြင်ထားတယ်ဗျတဖြည်းဖြည်းနဲ့နေဝင်သွားပြီအမောင်ရိတ်ကတဖြည်းဖြည်းလွှမ်းလာပြီပေါ့ဗျာ လူတွေတယောက်နဲ့တယောက်စကားကြေကြေမပြောကြဘူးဗျလက်ဟန်ခြေဟန်နဲ့ပဲပြပြီးပြောကြတာတာဝန်တွေကခွဲပြီးသားတွေဗျဟောအောင်လင်းတမီထွန်းရမယ်သူတွေက အောင်လင်းတမီတွေလိုက်ပြီးထွန်းနေကြပြီပြို့ကျောင်းရှိကိုကြောက်ခုမှတွေးရတယ်ဗျာဒီကောင်ကကျွေးမွေးတဲ့အဖွဲကိုခေါင်းဆောင်ရတာကိုဩပြောင်းရှိတို့အဖွဲကွင်းထဲမှာငပြောဘတ်ကြီးတွေလိုက်ပြီးခင်းနေကြပြီပြို့ရှေးကငပြောဘတ်ခင်းတဲ့သူကခင်းနောက်ကထမင်းတောင်းတဲ့ထမင်းပုံတဲ့သူကပုံလို့ဗျာ ရာခင်းထဲမှာဝကြောဖြာချမ်းကြီးတွေခင်းထားတာဆိုတော့ပျော်ဖို့တော့ကောင်းသေးရဲ့ဗျာ။အော်ထမင်းပုံပေါ်မှာအင်းတွေထဲတဲ့သူကအင်းတွေအပုံလိုက်ထဲ့တဲ့ဗျာ။မှောင်လဲမှောင်လာပြီလေ။ဟာလာကြပြီဗျို့လာကြပြီ။တစေတွေလာကြပြီ။ຢာတော်တွေကိုဖြတ်ပြီးလာနေကြတာဗျာ။ကြုံလဲဒီတစ်ခါပဲမျက်ကွင်းဆေးနဲ့ကြည်ဘူးတာ။အောင်းမဲခတ်မှန်မှန်ပဲရှောက်လာကြတာဗျာ။ရေးလွှားလာတာမဟုတ်ဘူး။တဖြည်းဖြည်းနဲ့နီးလာပြီဗျို့။ဟာခြေစုံကလာတဲ့အကောင်ကြီးက နဲတဲ့အကောင်ကြီးမဟုတ်ဘူးဗျာအရက်ဆယ်ပဲလောက်ရှိမှာဗျာဒီကိုယ်လုံးအမွှေးချဲ့ကြီးတွေဖုံးလို့ပြို့ဟာဒီကောင်ကြီးရဲ့နေရွက်ကြီးတွေက အကြီးကြီးပါပဲလားဘေးကိုကားထွက်နေတာဗျဆင်းနေရွက်ကြီးတွေလိုပဲပြို့ဒါပေမဲ့တဆေကြီးရဲ့နေရွက်တွေကမြေကြီးကိုတိုက်နေတာဗျဒီငကားကြီးကရှေဆုံးကရောက်လာတာပြို့သူ့နောက်ကတန်းစီပြီးပါလာတဲ့တဆေတွေကတော့ပုံစံအမျိုးစုံပဲဗျာသပင်ဖားလာကြီးတွေရောထမိန်ပေါင်လောက်ဝတ်ထားတဲ့တရဲမကြီးတွေရောဒီကိုယ်လုံးအမွှေးတွေဖုံးနေတဲ့တရဲကြီးတွေရော ကျုပ်စိတ်ထင်တော့အကောင်90 60လောက်ရှိမယ်ထင်တယ်ဗျ။ဩလက်စတတော့နဂါးကြီးကအုတ်ထုတ်တာကိုဗျ။ခြေကနဂါးကြီးရက်လိုက်တယ်ဆိုရင်နောက်ကအကောင်တွေလည်းပြောင်းငနေရက်သွားတယ်ဗျ။မျက်လုံးနီနီကြီးတွေပြူးပြီးခမင်းတွေဟင်းတွေကိုကြည့်နေကြတယ်ဗျို့။၎င်းမှာတော့ဝင်မစားရဲကြဘူး။ဟောဟောခမင်းပေါင်လေလောက်ဝှက်ထားတဲ့သပင်ဖားလာနဲ့တဲရဲမကြီးကနဂါးကြီးကိုကြော်ပြီးရှေ့ကိုထွက်လာတယ်ဗျ။ဟာမြန်လိုက်တဲ့နဂါးကြီးဗျ။တဲရဲမကြီးရဲ့သပင်ဖားလာကြီးကိုဆက်ခနဲ့စောင့်ဆွဲလိုက်တာ တရဲမကြီးငဲတန်းပေါင်းအော်တော့တာပဲဗျာဓာရီကိုကြောက်ပဲမြင်းနေကြားနေရတာဗျာကြောက်ကမျက်ကွင်းစေကွင်းထတာလीဗျာတခြားသူတွေကတော့တဆေတွေရောက်နေတာကိုတိပုံမပေါ်ဘူးဗျအားလုံးပြင်ဆင်လို့ပြီးသွားတော့အာပြဲကရှေ့ထွက်လာပြီးအော်ရောဖြူအကျိုးလို့ပွဲကိုကြွားရောက်လာတဲ့တရဲတဆေဖုတ်ပိတ်တာအပေါင်းတို့အခုချိန်ကစပြီးအားရပါးရစားနိုင်ကြပါပြီအာပြဲရဲ့အတန်ကြီးကိုကြားတော့မှနဂါးကြီးကစားကြဖို့လက်ဟန်ချေဟန်ပြလိုက်တယ် ဒီတော့မှတစေတွေကဝါးဖြာကြီးတွေပေါ်ကို တက်လာပြီးခမင်းပွဲတွေကိုဝင်ထိုင်ကြတယ်။ကြောင်းရှည်တို့ပြင်ထားတဲ့ခမင်းပွဲတွေကလည်းတပွဲနဲ့တပွဲခက်ခွက်ခွာပြင်ထားတာဗျ။သူတို့အစီအစဉ်ကတော်တော်တော့မှန်တယ်ဗျ။ဘာဖြစ်လို့တုံးဆိုတော့တချို့အကောင်တွေကအကြီးကြီးတွေဗျ။ခုလိုထမင်းပွဲတွေကိုခက်ခွက်ခွာပြင်ထားတော့ထိုင်ရစားရတာမကြက်ဘူးပေါ့ဗျာစားတာတောက်တာကတော့ပုံစံအမျိုးမျိုးပဲဗျတချို့အကောင်တွေကတော်တော်ကြမ်းတာပဲပြူပြဲပြီးဒူးကြီးတွေထောင်း ပေါင်ကြီးတွေကပြီးစားကြတာတချို့ကတော့ခန့်ညင်ညင်ပဲစားကြတာအောင်မဲ့ငကားကြီးကမစားဘူးဗျဘေးကပတ်ပြီးရှောင်နေတယ်သူ့အကောင်တွေကိုလိုက်ပြီးထိန်းနေတာပေါ့ဗျာတုတ်တွဲမိတာကဒီအင်းနားရွာမှာရှိတဲ့တဆေတွေဟာဒါအကုန်ပဲလားဒါမှမဟုတ်ရင် အကျိုးလို့ပွဲကိုဒီလောက်ပဲလာခွင့်ရှိလို့လားငကားကြီးကဒီတဆေတွေရဲ့အုပ်ချုပ်တဲ့သူလားတုတ်ဖတာတွေးတာပါဗျာစားလိုက်ကြတာဗျာတတော်ကိုစားလောင်နေကြတဲ့ပုံပဲဗျစားရင်းတဲ့လူတွေကို ျက်လုံးနီနီကြီးတွေနဲ့လိုက်ကြည့်နေကြတယ်ပြို့အာပြဲတို့ပြောင်းရှေတို့သာဒီအကောင်တွေကိုကြုံမြင်တယ်လို့မြင်ရရင်ဖွက်ပြေမလားလို့ကြုတ်တွေးမိတယ်။နိုင်ဝက်လောက်ကြတော့အာလုံးစားလို့တောက်လို့ပြီးကြရောပြို့နဂါကြီးတရဲကလက်ပြလိုက်တယ်။ဟာတချို့အကောင်တွေထပြီးပြန်သွားကြပြီပြို့။ဩဒီလိုကိုကြုတ်ခုမှသဘောပေါက်တယ်ဗျ။စစောကအမွေးမြင့်ကြီးတွေနဲ့ကြံကြံတနန်အကောင်ကြီးတွေထပြန်ကုန်ကြတာဗျ။ခန့်ညင်ညင်နဲ့စားတောက်နေတဲ့တဆေတွေကြံရစ်ခဲ့တယ် နဂါးကြီးကကျန်းနေတဲ့တဆေတွေကိုတပတ်ပတ်ပြီးတည်တည်ချာချာကြည့်နေတယ်။ဟာနဂါးကြီးပါလှဲ့ထွက်သွားပြီပြို့။တဆေတွေကိုထားခဲ့တာဗျ။အားလုံးပဲစားတော့ပြီးကြရင်တရားနာဖို့တရားနာမန်တပ်ထဲကိုကြွားကြပါအာပြဲကအတံပြဲကြီးနဲ့អော်လိုက်တယ်။អော်ထမင်းဝိုင်းကထပြီးတရားနာတဲ့မန်တပ်ထဲကိုဝင်သွားကြပြီပြို့။တစ်កောင်နှစ်កောင်သုံးកောင်ကျုပ်လိုက်ရေးကြည့်တယ်။အကောင်ပေါင်းအကောင်20ပြ။អော်တရားနာနိုင်တဲ့အဆင့်ရှိတာဒီ20လောက်ပဲရှိတာကို ပြန်သွားတဲ့တစေတွေကနဂါးကြီးကိုတိုင်လဲပြန်သွားတာပဲလေဗျာ။သူလဲကျွတ်ဖို့လိုသေးလို့ပေါ့။တရားပွဲစပြီ။ဒီတခါတရားဟောတာကကျုပ်စီရတော့ဥကူးနာဗျ။တရားပွဲရဲ့ရှေးဆုံးမှာကဘိုးယုံထောင်တို့လူကြီးဝိုင်းတွေဗျ။သူတို့နောက်မှာကအနီးနားကရွာသူရွာသားတွေဗျ။အသက်50 60ကျော်တွေပေါ့ဗျာ။အဲ့ဒီနောက်ခက်ခော့ခွာမှာကတစေတွေက ထိုင်နေကြတာ။တရားတော်တသေးချာချာနားနေကြသားဗျ။ကျောင်းရှိတို့အဖွဲ့တွေကတစေတွေစားသွားတဲ့ထမင်းတွေကို ။သိမ့်ဖို့တောင်းကြီးတွေနဲ့ရောက်လာကြတယ်။ဟာအံဩစရာဗျာ။ဇက်စောကတဆေတွေထမင်းတွေဟင်းတွေကိုအားရပါးရကိုစားနေတာကြောက်ကိုတိုင်းမြင်သားပဲလေဗျာ။အခုကြည့်လိုက်တော့ထမင်းတွေကလက်ရတော်မယွန်းဗျ။ငါကိုပုံထားတဲ့အတိုင်းပဲ။ကြောက်ဖြစ်တတော်ကိုအံဩသွားတာဗျ။တဆေတွေလည်းစားသွားရဲ့သားနဲ့ထမင်းတွေမရော့တာကိုကြောက်စင်းစားလို့ကိုမရပါဘူးဗျာ။ဟောရေသားချတော့မယ်ဗျို။ဟာတဆေတွေရော့နေပါလား။စစောကကြောက်သေးသေးချာချာရေးထားတာ။ တစ်စေ20အတိပါအခုရေကြီးတော့10កောင်ပဲရှိတော့တယ်ပြို့တစ်စေ10កောင်ဘယ်ရောက်သွားတော့တရားနာရင်ကျွတ်လွတ်သွားလို့လားဟောဇီယာတော်ဥကုနာရေစက်ချတာပြို့ကျောက်သေးသေးချာချာကြည့်တယ်ကြံနေတဲ့တစ်စေ10កောင်ကတာတူးလိုက်ခေါ်တယ်ဗျဟောပျောက်သွားပြီပျောက်သွားပြီအာလုံးပျောက်သွားပြီအာလုံးပျောက်သွားတာပြို့10កောင်လုံးပျောက်သွားတာဒီတစ်စေတွေကျွတ်သွားပြီထင်တယ်ဗျကျောက်ဖြစ်သူတို့အစာဝမ်းတာလိုက်တာဗျဒီရွာကလူတွေသာကျောက်လို့မြင်ကြရင် သူတို့တွေဘလောက်ဝမ်းသာအားရရှိကြမလဲလို့ကြုတ်တွေးကြည့်မိတယ်။ဒါပေမဲ့ကြုံနားမလဲတာကတရားနာရင်တန်လန်ပျောက်သွားတဲ့တစေစေကောင်ကဘလို့ဖြစ်သွားတာတော့ကျွတ်သွားတာလား။ဒါမှမဟုတ်ပြန်သွားကြတာလား။ကြုံလဲမသိတော့ဒီအတိုင်းပဲထားလိုက်ရတာပေါ့ဗျာ။အဲ့ဒီညက၈နာရီလောက်မှပဲအားလုံးပြီးသွားတာပါ။ကြုံလဲကြောက်ခဲနဲ့တန်မဏိကိုခေါ်ပြီးခဏောင်းကုန်းကိုပြန်ခဲကြတယ်။ဆရာတော်တွေကတော့မီးလောင်ကုန်ကြောင်းမှပဲကျင်းကြမှာပါ။နောက်နေ့မှပြန်ကြွားကြမှာ။ ဝီးတောင်ကုန်းအကျွတ်လို့ပွဲပြီးလို့တောင်းရက်မြောက်နေမှာအာပြင်းနဲ့ပြောင်းရှည်ကျုပ်စီရောက်လာကြတယ်။ဟာလာကြကွာအာပြင်းနဲ့ပြောင်းရှည်။ဘာတော့မင်းတို့နေအောင်မကြွသေးတဲ့တစီတွေကိုဆက်ရင်လိုက်ကောင်နေတာလားကွာ။ကျုပ်ကဝိုင်းတဲကိုပြ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 နဲ့ဝင်းလာတဲ့ဒီကောင်နှစ်ကောင်ကိုစီးပြီးနောက်လိုက်တယ်။ဒါပေမဲ့ဒီကောင်တွေကမရေဘူး။ရုပ်တီကြီးတွေနဲ့ကျုပ်ထိုင်နေတဲ့ကပစ်မှာဝင်ထိုင်ကြတယ်။အာပြဲကဆက်လိုက်ခွဲထဲမှာထည့်ထားတဲ့ငကားဆေးဘောလေးကိုစက်ခနဲ့ကောက်ယူပြီးမင်းကြီးဖွာတယ်ဗျ။ မင်းတို့နှစ်ယောက်ဘယ်ကလှည့်လာတာတုံး။ကြောင်းချီကသူဆောင်းလာတဲ့ဝါဖတ်အုတ်ထုတ်ကို ချွတ်ပြီးရက်ခတ်နေတဲ့မင်းစီကိုပဲလာကြတာကွာဒါဒီရ။ဟေးဒါဆိုရင်တော့မင်းတို့မှာကိစ္စရှိတယ်ထင်တယ်။အေးဟုတ်တယ်။ငါတို့ရောက်မှတစေတွေဝင်နေလို့ဒါဒီရ။ဟေးဘလို့ဘလို့ကွာ။ဟိုနေကအကျွတ်လို့ပွဲအပြီးမှာဘွားတဲကိုတစေတွေဝင်နေပုံရတယ်ကွာ။ဘွားတဲမှာ၆လိုက်လှမ်းလိုက်လုံနေတယ်ကွာ။တုတ်ချက်ချင်းသတိရသွားတယ် ိုညားကတရားနာနေတော့ပျောက်သွားတဲ့တဆေဆေကောင်ရွာထဲရောက်နေတာပဲဖြစ်လိမ့်မယ်။ဒါပေမဲ့ဟိုညားကကြုံမြင်တာကိုဒီကောင်တွေပြောပြလို့တော့မဖြစ်ဘူးဗျ။ဘလို့တွေခြောက်လို့တော့ပြောင်းရှိရဲ့။ဒီလိုဟေးမနေ့ကစပြီးရွာထဲကလူတော်တော်များများဖြားနေကြတယ်။စေထိုးစရာကိုဘကျော်တော်မနာရအောင် ဖြစ်နေတာကွ။အဲ့ဒါဖြားနေတဲ့လူကိုကိုဘကျော်ကစေထိုးဖို့အဲ့နဲ့ရွေးရင်နောက်ကနေလက်ကိုဆွဲထားတယ်ကွ။ဟေးဒီလောက်တောင်ဖြစ်နေတာလား။အဒါရင်ဘယ်ကမလဲကွ။ ။ညာဆိုရင်အုတ်လိုက်ကြီးစကားတွေပြောပြီးဘွာထဲမှာရှောက်သွားနေကြတာအတန်တွေပဲကြားရတာ။ဘွာတွေပြောမှန်းတော့မသိဘူးကွ။တချို့နေရာတွေမှာကြားတော့တပင့်တွေပေါ်မှာငုတ်တုတ်ကြီးတွေထိုင်နေတာကိုတွေးကြတယ်ဆိုပဲ။မနေ့ကညကလည်းအကြီးပြောတို့ဝိုင်းရှေ့မှာရေတန်ကြီးတွေကြားရတယ်တဲ့ကွ။အဲ့ဒါအကြီးပြောကထွက်ကြည့်တော့လဲဘာမှမတွေ့ရဘူးဆိုပဲ။မင်းတို့ရွာကခွေးတွေမဟောင်းဘူးလား။အေးခွေးတွေကဟောင်းတော့မဟောင်းဘူးကွဥတော့တတော့ကိုဥရာကွာတာတေရညညခွေးတွေဥတဲ့အတန်ကြီးတွေကြားရတာ တော်တော်ကိုကြောက်စရာကောင်းတာကွာအကျွတ်လို့ပွဲတော်ကမင်းတို့တခုခုမှားသွားတယ်ထင်တယ်ပြောင်းရှေမင်းပြောတာဟုတ်လိုက်တာတာတေရာအာပြဲကဝင်ပြောတာဗျဟေးဘလို့မှားတာတော့ကွာဒီလိုဟေးအဲ့ဒီညက်နေကရွာတကားတွေမှာကောင်းလေးနှစ်ယောက်စီအဆောင်ခိုင်းပြီးရွာတကားတွေပိတ်ခိုင်းထားတာကွာပြီးတော့လူကြီးတွေကရွာတကားတွေမှာပရိတ်ကျိုးတွေထားပြီးပိတ်ထားတာအေးဒါဆိုလုံသားပဲဒီလိုဖြစ်သွားတာဟေးမြောက်တကားမှာခွေးနဲ့ကလေးတကောင် ရောက်လာတဲ့ကွခွေးကကြောက်ပြီးတီီနဲ့អော်နေတာတဲ့ဟေ့ဒီမှာတဲ့အဲ့ဒီမြောက်တကားဆောင်တဲ့កောင်းလေးနှစ်ယောက်ကခွေးညို့လို့အိမ်ကណက်ကြော်ဆိုတဲ့ခွေးလိုထင်ပြီးတကားနဲ့နဲ့ဟပေးလိုက်တာတဲ့ဟေ့ခွေးနဲ့ကတကားကပြေးဝင်ပြီးဖြတ်ခနဲ့ပျောက်သွားရော့တဲ့ဒီတော့မှកောင်းလေးနှစ်ယောက်လဲလန့်သွားပြီးသူတို့မှသွားပြီးဆိုတာသိသွားတဲ့ဟေ့အာပြေပြောတဲ့စကားလေးဆုံးရောចောင်းရှိကပြောပြန်ရောပြို့အတိုးရွာမှာအကျိုးလို့ပွဲလို့ရင်ပွဲမပြီးမချင်းရွာတကားတွေပိတ်ထားရတာကွာ အထဲကလူအပြင်မထွက်ရသလိုအပြင်ကလူလည်းအထဲကိုမဝင်ရဘူးကွဒါအကျွတ်လို့ပွဲရဲ့စီကန့်ကွအခုဟာကခွေးညိုတို့အိမ်ကခွေးလေးနဲ့ကြော်လို့ထင်ပြီးတကားလေးနည်းနည်းဟပေးလိုက်တာကွဒီမာတင်စီးပေါက်သလိုဖြစ်သွားတာနေမှာပေါ့ကွအစေတွေရွာတဲ့ဝင်လာတော့တာပဲကွကြောင်းရှိကကြုတ်ကိုကြည့်ပြီးပြောတယ်ငါတို့မင်းကိုလာခေါ်တာကွတာတေရဒီကိစ္စကိုတော့မင်းကူညီမှရမယ်ထင်လို့မင်းစီကိုလာခဲ့တာပဲကွကြုတ်တေးသေးချာချာစဉ်းစားပြီးခေါင်းညှိလိုက်တယ် อืมဒီကိစ္စတော့တော့ငါလုံနိုင်မှာပါကွာကဲငါအခုလိုက်ခဲ့မယ်ဒီညပဲလောက်ကြတာပေါ့ကွာကျုပ်လိုက်မယ်ဆိုတော့အာပြေရောပြောင်းချေရောပျော်သွားကြတယ်ဗျညနေဆောင်တော့မီးလောင်ကုန်းကိုကျုပ်တို့ရောက်ကြတယ်လမ်းမတွေကကျုပ်ကအာပြေကိုပြောပြီးတာဗျတရွာလုံးကိုလိုက်ပြီးစော်အော်ထားဖို့လေဗျာညာမိုးချုပ်တာနဲ့အင်တကားတွေပိတ်ထားကြဖို့ပြီးတော့လူငယ်တွေကိုကျုံတဲ့အတူလာနေဖို့ပေါ့ဗျာညာ9နာရီထိုးတော့ကျုပ်အလုံးစပြီပြုတ်မြက်ကွင်းစေးကွင်းပြီး ုတ်ကိုမဖဲဝကိုတိုင်အပ်ထားတဲ့ကိုကွယ်ရုပ်ကလေးကိုထုတ်ယူပြီးတင်းညာရှင်မကြီးမဖဲဝဗျာကျုတ်တာတွေကမဖဲဝကိုပင်းဖိတ်ပါတယ်ရောက်ရရက်ကကြွားခဲ့ပါဗျာဟောရွာတွေကခွေးတွေဥပြီးပြိုအာရွာအရှေ့ပိုင်းအနောက်ပိုင်းတောင်ပိုင်းမြောက်ပိုင်းအကုန်ဥရာပြိုခွေးဥတန်တွေတွေရလုံးညံသွားတာပြိုဟောလှုပ်လာပြီလှုပ်လာပြီကျုတ်လက်ထဲကမဖဲဝရဲ့ကိုကွယ်ရုပ်ကလေးလှုပ်လာပြီပြိုမဖဲဝရဲ့ဝိညာဉ်ကတ်လာပြီဆိုတာကျုတ်သိလိုက်တယ်ကျောင်းရှင် င်းတို့မြောက်တကားဖွင့်ထားလားအေးဖွင့်ထားတယ်ဆံများနဲ့ပန်းစုံစောင့်နေတယ်ကဲဟုတ်ပြီမင်းတို့မကြောက်နဲ့နော်ဘာမှမဖြစ်ဘူးတိလားအေးပါကွာတာတေးရမင်းရှိတာပဲငါတို့ကဘာကိုကြောက်ရမှာတော့မီးလောင်ကုံရွာထဲမှာပေါအောင်နေတဲ့တဆေအပေါင်းတို့တင်းကြိုင်းရှင်မကြီးမဖဲဝါရဲ့အမိန်ပြန်တန်းကိုအခုချက်ချင်းနာခံကြပြီတော့တင်တို့အားလုံးအခုချက်ချင်းတင်းကြိုင်းရှင်မကြီးရှေ့မှာဒူးတုတ်ခါစားဝင်ကြစေဟာ ုံစကားဆုံးတာနဲ့ရောက်လာကြတာပြို့ရောက်လာသမအပြေးအလွှားကိုရောက်လာတာပြို့တစ်ကောင်နှစ်ကောင်သုံးကောင်ဟုတ်ပြီဆယ်ကောင်အတိအကျပါပဲဗျာပုံညာကတရားနာနေရင်ပျောက်သွားတဲ့တစ်စီဆယ်ကောင်ပဲပြို့တင်းတို့ဟာအကျွတ်လို့ပွဲမှာဆရာတော်တရားဟောနေတုန်းဂျွာထဲမှာဝင်ပုန်းနေကြတဲ့တစ်စီတွေပဲဟောဒီမှာတင်းချိုင်းရှင်မမဖဲဝါကိုမော့ပြီးဖူးကြစမ်းကျုပ်ကကျုပ်လက်ထဲကမဖဲဝါကိုယ်ခဲရုပ်ကလေးကိုညှောက်ပြလိုက်တယ်။အော် လူတွေထောက်ကုန်ကြပြီပြို့ကဲတင်ညာရှင်မကြီးရဲ့အမိတ်အခုချက်ချင်းဒီရွာကနေထွက်ရမယ်ပြီးရင်ကိုကိုတတ်မှတ်ပေးထားတဲ့နေရာကိုချက်ချင်းပြန်ပြီးငကားကြီးရဲ့အုတ်ချုပ်မှုအောက်မှာနေကြရမယ်ကဲအခုချက်ချင်းထားကြတန်းစီပြီးငိမ့်ငိမ့်တက်တက်ရွာကထွက်ပြီတော့တင်တို့ထွက်ဖို့ရွာရဲ့မြောက်ဖက်တကဖွင့်ထားတယ်တင်ညာရှင်မမဖဲဝါရဲ့အမိတ်ဟောသွားပြီပြို့တဆေဆဲကောင်တန်းစီပြီးရွာမြောက်ဖက်ကိုသွားကြတယ် ုံတဲ့မီးလောင်ကုန်းကလူငယ်တွေကနောက်ခလန်းလန်းကလိုက်ကြည့်ကြတယ်။တရွာလုံးကခွေးတွေပြိုင်းထူဥကြရော်ပြို့အင်းတကားတွေပြိတ်ပြီးငိန်နေကြတော့တရွာလုံးတိတ်ဆိတ်နေတာပေါ့ဗျာ။တကယ်ကိုစိတ်ချောက်ရှားစရာကြီးဗျ။ခွေးဥတန်းကြီးတွေကတော့တရွာလုံးကိုလွှမ်းနေတာပြို့။ဟုတ်တယ်ပြို့။မြောက်တကားကအစင်သင်ဖွင့်ထားတယ်။ဒီတစေးတွေဝင်လာခဲ့တဲ့တကားတွေဗျာ။အဲ့ဒီတကားကပဲသူတို့ကိုပြန်ထုတ်ရတာဗျ။သွားပြီပြို့။သွားပြီ။သွားကြပြီ။ဘွာတကားအဝါကကြောက်ရက်ပြီး တည်တည်ချာချာစောင့်ကြည့်တယ်။ဆယ်ကောင်လုံးထွက်သွားကြတာဗျ။ရွာတော်တွေကိုဖြတ်ပြီးမောင်တဲကိုတိုးဝင်သွားကြတယ်။ရွာတွေကခွေးဥတန်တွေလည်းတိတ်ဆိတ်သွားပြီးဆံများနဲ့ပန်းဆောင်ကတကားနဲ့ခလန်းလန်းမှရက်နေရာကနေပြေးလာကြတယ်။ဆံများနဲ့ပန်းဆောင်တကားပိတ်လိုက်တော့အားလုံးထွက်သွားကြပြီ။ဆံများတို့မျိုးတကားကိုတည်တည်ချာချာပိတ်လိုက်ကြတယ်။အိဆပြီးတော့ကျုပ်တို့ရွာထဲပြန်လာကြတယ်။အဲ့ဒီညကတော့ကျုပ်လည်းရွာမပြန်ဖြစ်ဘူးပေါ့ဗျာ။ကျောင်းရှိတို့အိမ်မှာလိုက်အိတ်လိုက်တယ်။ ။နောက်နေ့မနက်မှာကျောင်းရှိအမေကျွေးတဲ့စီထမင်းနဲ့ငချောက်ဖောက်စီစံကလေးကို စားပြီးခြံောင်းကုန်းကိုကျုပ်ပြန်လာခဲ့တယ်ဗျ။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာတာတီရဲ့တဆေတွေလာတဲ့ညဆိုတဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာ။ဇလန်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ဝေယံပဲဖြစ်ပါတယ်ခင်ဗျာ။